မဆာချူးဆက်ပြည်နယ်ဘော့စတွန်မြို့နယ်ရုပ်ရှင်ကိုစတင်ထားပါတယ်။စီဝိုင်းသမား၃ဦးကအစည်းအဝေးတက်ဖို့အသင့်ပြင်နေကြပါပြီ။အကမ်းထဲဝင်သွားတဲ့အခါမှာတော့သူတို့တဲကတူဦးကသတိမေ့လဲကျသွားပါတယ်။တစ်မျိုးလုံးမှလည်းလူတွေတဲ့တစ်ချိန်တည်းမှာပဲအက်ဆီဒန့်တွေအများကြီးဖြစ်နေကြပါတယ်။ချီကာဂိုတက္ကသိုလ်မှာဒေါက်တာဂျော့ကကျောင်းသားတွေကိုအတန်လိုင်းတွေကြောင်းစတင်နေပါတယ်။အဲမှာပဲနေအောင်ဝတ်ထားတဲ့လူအုပ်ရောက်လာပြီးတော့ကြော့ကိုလိုက်ခဲ့ဖို့ခေါ်လိုက်ပါတယ်။သူတို့ကကြော့ကိုဝါရှင်တန်ကရုံးစီကိုခေါ်သွားခဲ့တာပါ။ အမဂျောကဘော်ရာဟောင်းကြီးစာကနက်ပြန်တွေ့ရပါတယ်။စာကနျူကလ িয়ার လက်နက်မှာဆရာတစုပါ။အဲနောက်ဂျောနဲ့စာတို့ကိုအလောင်းတွေများကြီးရှိတဲ့နေရာကိုခေါ်သွားပြီးဝရောက်တဲ့အခါမှာတော့ဒုတိယဗိုလ်ချုပ်ကြီးတာမက်ကစီးကြူပါတယ်။အလောင်းတွေအကုန်လုံးကတဏီတဲ့တစ်ချိန်ထဲမှာတည်ကြတာလို့တောမက်ကပြောပါတယ်။ဒေသူတွေအကုန်လုံးရဲ့နှလုံးမှာဆက်တက်ထားတာလို့ဂျောကချက်ချင်းပဲခံမှန်းပြောဆိုလိုက်ပါတယ်။နှလုံးဆက်ကဘာလို့ရက်သွားတာလဲဆိုတာအဖြေရှာရမှာပါ။ ။လျက်စက်တန်လိုင်းလိုင်းလက်နဲ့ကြောင်းနှလုံးဆက်ရက်သွားတာလို့သောမတ်ကထင်ပေမဲ့လည်းကြောကတော့ဖြစ်နိုင်မှုလို့ယူဆနေပါရဲ့။တချိန်တည်းမှာပဲလန်ဒန်မြို့ Travel Cross ကမှာငှက်တွေကမြေပေါ်ပြုတ်ကျပြီးတော့ထေတာရောတိုက်တွေနဲ့စောင့်ပြီးထေတာရောဖြစ်နေပါရဲ့။နောက်တော့ဂျောင်းနဲ့အလုပ်ဘော်ဘော်ဓာတွေကဒီကြောင်းကိုတီဗီမှာကြည့်နေကြပါရဲ့။နောက်ဆုံးမှာတော့လူတွေငှက်တွေတည်ဆုံးတဲ့မှုကကမ္ဘာတန်လိုက်စကွဲနဲ့ဆိုင်တယ်လို့ကြောကသိရှိခဲ့ပါတယ်။အာဂဒပြင်ပတနေရာမှာတော့မေဂျာဘက်နဲ့ကွန်မန်ဒါဘော်တို့ကအာဂဒယင်ကိုကမ္ဘာမြေပေါ်ဆင်းမှုပြင်ဆင်နေကြပါတယ်။ လူရဲဝင်လာတဲ့အခါမှာတော့တန်လိုက်ဇကွင်းမတည်ငြိမ်မှုကထိန်းချုပ်ရေးစကန်နဲ့ဆက်သွယ်ပြတ်တောက်သွားစီခဲ့ပါတယ်။ပြီးတော့အာဂဒယင်ကမြေပြင်မှာပြတ်ကျနိုင်တယ်ဆိုတာသူတို့ကသတိပြုမိခဲ့ပါတယ်။ဘက်ကမြန်မာမဲတွက်ချက်ပြီးတော့လမ်းကြောင်းပြောင်းပါတယ်။ဘက်ရဲ့တွက်ချက်မှုရသူတို့ကပစ္စည်းတွေလူတွေတိကိုင်းမှုမရှိအောင်အဲလီမြစ်ထဲကိုထိုးဆင်းကြရမှာပါ။ဒီချိန်ထဲမှာပဲကဘာမြေကျောင်းကျွမ်းကျင်သူဒေါက်တာကွန်ရက်စီကြောကရောက်လာပါတယ်။ကြောကတန်လိုက်ဇကွင်းကျောင်းရှင်းပြတဲ့အခါမှာတော့ကွန်ရက်ကအမကြီးဆိုပြီးတော့ပြောလိုက်ပါတယ်။ ကြောက်ရသွားတဲ့အခါမှာတော့ဂွန်ရက်ကလေးဝက်ဖိုင်တွဲကိုထုတ်လိုက်ပြီးတော့သောမတ်ကိုဖုန်းကောကတွေးရှိမှုကြောင့်ပြောပြပါရယ်။ဂျော့နဲ့ဆာ့ချ်တို့ကဘားထိုင်ရင်းနဲ့အာလူးဖုန်းနေကြတော့အဆောင်တွေရောက်လာပြန်ပါရယ်။သူတို့ကကွန်ဖရက်တစ်ခုစီကိုခေါ်သွားတာပါ။ကွန်ဖရက်မှာထိပ်ပိုင်းကောင်းဆောင်တွေကလက်ရှိဖြစ်နေတာတွေကိုစိုးရိမ်နေကြပါရယ်။ဂွန်ရက်ကသူ့ရဲ့တွေးရှိမှုကြောင့်ကိုတင်ပြပါရယ်။ဂျော့ကတော့ကဘာကြီးရဲ့အတွင်းဥတိုင်းကဘာကြောင့်မှန်းမသိလဲတာရက်သွားကြောင်းဆိုလိုရာကတော့ကဘာဘလန်းမှာရှိတဲ့လျှက်ဆက်တန်လိုက်စကွင်းကမကြခင်ပျောက်ကွယ်ပြီးတော့ ကမ္ဘာမျက်နှာပြင်ပေါ်ကိုစစ်တုံးမထားတဲ့နေအောင်ကြီးတွေကြားရောက်လာမှဖြစ်ကြောင်းပြောလိုက်တာပါ။နောက်လာအနေငယ်တွင်ကမ္ဘာကြီးကဘလို့ဖြစ်သွားမလဲဆိုတာကြောကရှင်းပြပါရယ်။သောမတ်ကဒီပြဿနာအတွက်အပြေရှိလာမေးတဲ့အခါမှာတော့ကြောကမရှိဘူးလို့ပြန်ပြပါရယ်။ဒါမဲ့ကိုရင်ကကမ္ဘာကြီးကိုပြန်စတင်နိုင်အောင်နီးလန်းရှာဖို့အဆိုင်ပြင်နေပါပြီ။သူတို့ဘက်ကချက်ချင်းပဲယူတာစီသွားပြီးတော့ဒေါက်တာဘရာနဲ့တွေ့ပါရယ်။ဘရာကသူတို့ကိုနှုံးလုံအတန်လိုက်လေစာလို့ခေါ်တဲ့သူ့ရဲ့တီထွင်မှုကိုပြလိုက်ပါရယ်။လေစာကဘလို့ထူတဲ့အကြောင်းမျိုးကိုမဆိုအပေါက်ဖောက်နိုင်ပါရယ်။ ီနည်းပညာကိုအသုံးပြီးကမ္ဘာဘိုလ်ချက်ကိုသွားဖို့မြေကြီးကိုပေါက်ပေါက်မှာပါဘိုလ်ချက်ကိုသွားနိုင်တဲ့ရင်ဖန်တီးဖို့လိုအပ်တာမှန်သမျှကိုတောမတ်ကဗရာကိုထောက်ပံ့ပေးပါတယ်ကမ္ဘာကြီးပြန်လည်ပတ်ဖို့အားကိုညှိနှိုင်အောင်ကမ္ဘာဘိုလ်ချက်စီကိုနျူကလ িয়ার တပ်တွေကိုထည့်ဖို့ပြင်ဆင်ပါတယ်ဒါမဲ့ဘိုလ်ချက်ကိုသွားနိုင်ဖို့ကပြဿနာကြီးဖြစ်နေပါတယ် FBI agent တွေက red လို့ခေါ်တဲ့ hacker ကိုတောမတ်နဲ့အဖွဲ့စီခေါ်လာပါတယ် red က internet ပေါ်မှာသတင်းမပြတ်အောင်လုပ်ပေးရမှာပါတပတ်မှလည်း back net ball ကမြေပြင်ပေါ်ကိုပေးကင်းကင်းနဲ့ဆင်းနိုင်ခဲ့ပါတယ် တောမကဒရုန်အူကိုဂျော့ခ်စာကွန်ရစ်ဘရာရူးနဲ့အတူမစ်ရှင်လုပ်ဖို့တာဝန်ပေးခဲ့ပါတယ်။ဂျော့ကမစ်ရှင်ရဲ့ခေါင်းဆောင်မှာအဲ့နောက်ဂျော့ကပထမ3လကိုပြင်ဆင်ရေးကာလအဖြစ်သတ်မှတ်လိုက်ပါတယ်။ပထမဦးဆုံးအနေနဲ့ဘရာနဲ့အတွေ့အကြုံရေးသိမ့်မှန်ပညာရှင်တွေကကမ္ဘာပေါ်ရက်စီသွားနိုင်မယ့်ယင်ကိုဖန်တီးရမှာပါ။ယင်ကဘာဂျယ်လို့ခေါ်တဲ့ဘက်ဆောင်သုံးယင်မျိုးဖြစ်ရမှာပါ။ကွန်ရက်ကကမ္ဘာပေါ်ကျပြန်လည်ဖို့လိုအပ်တဲ့ပေါက်ကွဲမှုပမာဏကိုတွက်ချက်ဖို့လိုပါတယ်။ဘန်နေဘောတို့ကယင်းပိုင်းလော်ရီလောရမှာဖြစ်ပြီးတော့ စားကနျူကလ িয়ার ရီအက်ရှင်ကိုစတင်ဖို့တာဝန်ကြပါတယ်။နောက်သုံးလနေတဲ့အခါမှာတော့ယင်ကအသစ်ဖြစ်နေပါပြီ။အဖွဲ့ဝင်တွေကို training ပေးပြီးတော့မရှင်တွဲအသစ်ပြင်ပေးနေပါတယ်။ဒီချိန်တွင် George နဲ့ Bad တို့ကတန်ရောစင်တွေတွင်ကြီးလာကြပါတယ်။မရှင်မစားခင်မှာတော့အာပြင်းနဲ့မိုးကြိုးမုန်တိုင်းကကမ္ဘာမျက်နှာပြင်ကိုရိုက်ခတ်လိုက်ပါတယ်။နောက်ဆုံးမှာတော့သူတို့ဘက်ကဘာဂျဲရင်ရှိရာတောင်ပစ္စည်းဘိတ်စီကိုထွက်ခဲ့ကြပါတယ်။ပြီးတော့ဘာဂျဲရင်ကပစ္စည်းဘိတ်သမုဒ္ဒရာစီကိုထိုးစင်းသွားပါတယ်။လုံးလုံးတန်လိုက်လေစာတွေနဲ့မြေကြီးကိုဖောက်ပြီးတော့ဆင်းသွားကြတာပါ။ ပထမဆုံးနာရီကြာမှာတော့ယင်ကကမ္ဘာမြေမျက်နှာပြင်အောက်မိုင်900ကို ရောက်နေပါပြီ။လက်ရှိမှာကမ္ဘာကျောင်းလာကိုဖြတ်နေပြီးတော့ဟင်းလင်းပြင်တဲ့ကိုဝင်တော့မှာပါ။ပြီးတော့ယင်ကခန်းရောင်ခရစ်စတယ်ရီအပြည့်ရှိတဲ့နေရာစီကိုဝင်သွားပါတယ်။ဒါမဲ့ခရစ်စတယ်တလုံးကနုံလုံးအတန်လိုင်းလေဆာမှာညက်နေလို့ယင်ကရပ်သွားပါတယ်။ယင်ရဲ့ပြင်ကိုထွက်ပြီးတော့ left နဲ့ဖယ်ထုတ်မှပဲရမှာပါ။ဘက်ကလွဲပြီးတော့အကုန်လုံးကယင်ရဲ့ပြင်ကိုထွက်လာကြပါတယ်။အဲ့တော့ဘရာနဲ့ဂျိုးတို့ကညက်နေတဲ့ခရစ်စတယ်ကိုဖျက်လိုက်တဲ့အခါမှာတော့အနားမှာချောရီဘူးတွေကျလာပါတော့တယ် ဘွဲကတခြားသူတွေကိုထားခဲ့ပြီးတော့ယာဉ်ထဲကိုပြေးဝင်ပါတယ်။နောက်ဆုံးသူတို့ကညက်နေတဲ့ခရစ်တယ်ကိုဖျက်နိုင်ခဲ့ပါတယ်။ဒါမဲ့ကြောက်ကအောက်ဆီဂျင်နည်းပြီးတော့သတိမိသွားရပါတယ်။ကန်ကောနာကရောစားကကြောက်ကိုအသက်ကယ်ပြီးတော့ယာဉ်ထဲကိုပြန်ခေါ်လာနိုင်ခဲ့တာပဲဖြစ်ပါတယ်။အဲနောက်ဘောကယာဉ်ရဲ့ပြင်မှာလေဆာလုံးမလုံးကိုကြည့်နေပါတယ်။ဘာကလေဆာတွေကိုဖြွင့်ကြည့်တဲ့အခါမှာတော့လုံးလုံးပါသေးတယ်။ကန်ဆိုးဂျင်တော့ခရစ်တယ်ကဘောပေါ်ပြုတ်ကျပြီးတော့သူကချော်ရီဘူးတဲ့ပြုတ်ကျကတည်ဆုံခဲ့ရပါတယ်။ဒါကိုမြင်တဲ့ဘက်ကတော့ချက်ချင်းပဲစိတ်ထင်းပြီးတော့ယင်ကိုဆန်နိုးကဆက်ထွက်သွားခဲ့ပါတယ်။ ဂျင်ကရေပြောကြနေတဲ့ဂျော်ရီစီကိုတိုးဝင်သွားရတာပါခဏနေတော့ကြောက်ကလေးသတိပြန်လာပါတယ်အခုဆိုရင်မစ်ရှင်စတာဒုတိယနေ့ကိုရောက်ရှိလာပါပြီဂျော့ကစားနဲ့ဘရာတို့ကလက်နက်ခမ်းမှရှိနေကြတော့ရုတ်တရက်ဂျင်ကလူလာပါတယ်ဒီတော့ဒီကန်းကိုဖယ်တော့ဖို့အတွက်ဘက်ကအကုန်လုံးကိုခန်းထဲကနေထွက်ခိုင်းရပါတယ်ဒီနေနဲ့စကားပြစ်လုတ်ကုတ်ဂျန်ခဲ့တာကိုတီးတဲ့အခါမှာတော့အခန်းထဲကိုပြန်ပြေးယူပါတယ်ကိုကိုကြောစီပေးလိုက်နိုင်ပေမဲ့လည်းစားကတော့ခန်းထဲမှာပေးမိသွားရပါတယ်။ဘလုံးမကဲများတဲ့ဆုံးမှာတော့အခန်းထဲအတူစားကိုပါလက်လော့ခဲ့ရပါတယ်။ ဇာကတည်သွားတာကိုမော်နီတာမှာကြည်ရင်းနဲ့ကြောကတော့ငုံနေခဲ့ပါတယ်။အခြေတစ်ခုကြားတဲ့အခါမှာတော့ဘာသာရင်ကကမ္ဘာပေါ်ဂျက်စီကိုဝင်မာတော့တယ်။ဒါပေမဲ့ဝင်ရင်တော့မှန်တာတဲ့အရှိပိုပြင်းမှာပါ။အချိန်ပြင်းတာကကောင်းတယ်လို့ဘက်ကယုံကြည်ပေမဲ့ဂွေကတော့မမျောလက်ထားတဲ့ဒိတ်သီးစားကြောင့်ဘိုးချက်ကိုလှည့်နိုင်မှာမဟုတ်ဘူးလို့ထင်နေပါတယ်။မေရှင်ကိုဆိုပြီးတော့ကမ္ဘာမြေမျက်နှာပြင်ပေါ်ကိုပြန်တဲ့တဲ့ကြောင့်ဂွေကပြောပေမဲ့လည်းကျန်တဲ့လူတွေကသဘောမတူပါဘူး။ဒါမဲ့ဂွေကဒီအကြောင်းကိုထိန်းချုပ်ရေးစကမ်းစီကိုပြောပြတဲ့အခါမှာတော့ ဒေဂျိုရီစကန်က backup plan ကိုအကောင့်ထဲပေါ်ပါတယ် backup plan ကတော့ destiny ကမ္ဘာမြေအောင်ငလျင်စပြုခြင်းဆိုတဲ့ထိတ်တန့်လေးဝက် project ဖြစ်ပြီးကိုင်းကဥဆောင်လုပ်ခဲ့ပူပါတယ်ဒါကိုအမေရိကန်ကလက်နက်ပြသုံးဖို့ရည်ရွယ်ခဲ့ပေမဲ့လည်းပထမဆုံးစာဆန်းတဲ့ခါမှာတော့ကမ္ဘာပိုချက်ကိုရပ်တန့်သွားစေခဲ့ပါတယ်အဓိကတရားခံတွေကကိုင်းနဲ့အဖွဲ့ပါပဲဒါမဲ့တောင်ယူကျွေးစိတ်ကင်းမဲ့လို့ဘသူ့ကိုမှမပြောခဲ့တာပါ Destiny သုံးရင်ကမ္ဘာပိုချက်ကို ပြန်လည်အောင်လုပ်နိုင်လိမ့်မယ်လို့သိပ္ပံပညာရှင်တွေကယုံကြည်ပေမဲ့လည်းကျောကတော့ကမ္ဘာကြီးပိုပျက်စီးသွားလိမ့်မယ်လို့ထင်နေပါတယ်။ Destiny project ကိုစားဖို့နဲ့ဘာကျရင်ကိုပေါ်ပြတ်တက်ခဲ့ဖို့တော့မတ်ကိုမိတ်ပေးလိုက်ပါတယ်။ကျောကမူလအစီအစဉ်တိုင်းဆက်သွားပြီးမအောင်မြင်တော့မှပဲ Destiny ကိုလုပ်ဖို့တော့မတ်ကိုပြောပေးမိတယ်လက်မခံပါဘူး။ကမ္ဘာမြေမျက်နှာပြင်မှာတန်လိုက်စက်ကွင်းမရှိလို့လေတုကလိုင်းထနေပါတယ်။နေရပူကြောင်ဂိုရန်ကေဂျိုရာကလည်းအေးပြောကြနေပါပြီ။ ဂျော့ကရောဟာဂါရိတ်ကိုတိတ်တဆိတ်ဆက်သွယ်ပြီးတော့ပေမာစနစ်ကိုဟပ်ပြီးတော့ဒက်စတနီကိုရပ်ဖို့ပြောပါလို့ဂျော့နဲ့ဘရာတို့ကကမ္ဘာပေါ်ချက်ကိုပြန်လည်ပတ်နိုင်မှုအတွက်နီးလန်းရှာနေကြပါတယ်။ပေါက်ကွဲမဲ့အချိန်ကိုပြောင်းလိုက်ပြီးလန်တော့တည်ရောက်မှုဖန်တီးလိုက်ဖို့လည်းကွန်ရက်ကပြောပါတယ်။ဒါကိုစင်မီလေးရှင်းလုပ်ကြည့်တဲ့အခါမှာတော့အောင်မြင်ပေမဲ့လည်းလက်တွေ့မှာတော့အဲ့လောက်မလွယ်ပါဘူး။နောက်ဆုံးသူတို့ကအတွင်းကြဆုံးဗိုလ်ချက်စီကိုဝင်သွားကြပါတယ်။နျူကလ িয়ার ပါတဲ့အခန်းတိုင်းကိုထိုးလိုက်ဖို့ကွန်ရက်ကပြောပါတယ်။ဒါမဲ့ယင်ရဲ့ဂီယာကိုအရင်ပြင်ရအောင်ပါ။ ပြဿနာကတော့ဂီယာကိုပြင်ပြင်းတဲ့သူကအပူချိန်မတရားမြင့်တဲ့အခန်းငယ်လေးတွေကိုဝင်ရမှာပါဝင်တာနဲ့ဂျင်းဒီပေါက်တေးမှာပါဒီလောက်ကိုလို့ဖို့ဘရာကလက်ခံခဲ့ပါတယ်အဲနောက်ဘရာကဝတ်စုံဝေပြီးတော့အဖွဲ့ဝင်တွေကိုပွေဖန်နှုတ်ဆက်ကအခန်းငယ်လေးတွေကိုဝင်သွားပါတယ်ဘရာကဂီယာကိုပြင်နိုင်ခဲ့ပေမဲ့လည်းတည်ဆုံသွားခဲ့ပါတယ်ဘဝင်းနဲ့ကျောတို့ကနျူကလ িয়ার လက်နက်တွေကိုပြင်လို့ဖို့အခန်းတိုင်းစီကိုယူသွားကြပါတယ်မြေပြင်ပေါ်မှာရစ်ကဟိုက်လိုက်လို့ Destiny Project ကလည်းရပ်သွားပါတယ် ဘာကြဲရင်မှာခန်းနှကန်းကိုလွှတ်လိုက်ပေမဲ့လည်းတတရမြောက်ခန်းမှာရင်ကခါရန်သွားပါတယ်။တနက်ကဂွန်ရဲ့ခြေထောက်ကိုပြီးသွားတဲ့အခါမှာတော့ဂန်းနဲ့ကထွက်မရတော့ပါဘူး။ဂွန်ရဲ့ကကြော့ကိုပြေးခိုင်းပြီးတော့သူကတော့ဒီမဲ့ချိန်ကိုစောင့်နေရပါတယ်။နောက်ဆုံးကြော့ကလက်နက်တွေကိုအောင်အောင်မြင်မြင်ထုတ်နိုင်ခဲ့ပါတယ်။ကျော်ရည်ရင်ကရက်သွားတဲ့အခါမှာတော့ကပဘူချက်ကအပူချိန်ကိုတုံးပြီးတော့ရင်ကိုပြန်မောင်းနိုင်ကြောင်းကြော့ကပတ်ကိုပြောလိုက်ပါတယ်။တနေ့ခန်းကပေါက်ွဲတဲ့အခါမှာတော့အခန်းထဲကဂွန်ရက်လည်းတည်ဆုံသွားခဲ့ပါတယ်။ဇက်တိုက်ပေါက်ွဲမှုတွေကြောင်းကပဘူချက်ကလည်းပြန်လည်လာခဲ့ပါတယ်။ ောက်ဆုံးမှာတော့မရှင်လဲအောင်မြင်ပြီးတော့ကဘာကြီးကိုလည်းကယ်တင်နိုင်ခဲ့ပါပြီ။ဒါမဲ့ဂျော့နဲ့ဘက်တို့ကတော့အသက်လူနေရပါသေးတယ်။နောက်ဆုံးမှာတော့သူတို့ကကဘာဘိုချက်ကအပူကိုတုံးပြီးတော့ယင်ကိုမောင်းနိုင်ခဲ့ပါပြီ။ယင်ကကဘာမီဘော်ကိုအရှင်ပြင်းပြင်းနဲ့ထိုးတက်သွားခဲ့ပါတယ်။ဒါမဲ့မြေပြင်ပေါ်ကိုရောက်တဲ့အခါမှာတော့သူတို့ကဟာဝိုင်အီနားကတနေရာမှာရောက်နေခဲ့တာပါ။သမုဒ္ဒရာရဲ့ခြေကိုရောက်တဲ့အခါမှာတော့ယင်ကလောင်စာကုန်ပြီးတော့ရပ်သွားပါတယ်။ဘန်နဲ့ဂျော့တို့ကိုကယ်ဖို့အသင်းမော်တွေအများကြီးကိုလွှတ်လိုက်ပေမဲ့လည်းမတွေ့ပါဘူး။ ။နောက်ဆုံးတင်မောကိုဝိုင်းပြီးရေကူးနေတဲ့ဝေလာငါးရီရဲ့တန်နောက်ကိုလိုက်မှာပဲ။တင်မောကိုတွေ့ပြီးတော့သူတို့ကိုကယ်တင်နိုင်ခဲ့ပါတယ်။နောက်တစ်မှာတော့ရက်ကကော်ပီဆိုင်မှာလက်တော်တဲ့စီဒီထည့်နေတာကိုမြင်တွေ့ရမှာပါ။သူကမရှင်တစ်ခုလုံးနဲ့ဖွယ်သားတွေရဲ့သူရတက်တီတို့ကိုကဘာကြီးစီကိုခြားပြကျင်နေတာပါ။အသက်ဆုံးသွားတဲ့ဖွေသားတွေကိုတော့လူတွေကမိမသွားပဲနဲ့ကဘာကြီးကိုကဲတင်ခဲ့တဲ့သူရဲကောင်းတွေဖြစ်အမြဲတမ်းမှတ်ရနေကြတော့မှာပါ ဇာကားလေးကတော့ဒါပါပဲခင်ဗျခုလိုစိတ်ဝင်စားစရာဇာကားတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ YouTube channel လေးကို like and subscribe လုပ်ထားကြပါအောင်ခင်ဗျစုံနေနှားစင်ပေးကြတဲ့တိုးချင်းစီတိုင်းကိုလည်းကျေးဇူးတူပဲတင်ရှိပါရခင်ဗျ